အလုံးမဲမင်္ဂလာပါဗျာကောင်းစံတည်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်စားပေးမယ့်ယုံတမ်းပြီလို့ဖိုင်ရတော့မြင်းချံကပြည်သူစစ်ခေါင်းဆောင်တီတာယူမွန်စီကိုရောက်ရှိနေတဲ့ဇော်ဖိုးရဲ့ယုံတမ်းပြီလို့ဖိုင်ကိုတင်စားပေးလိုက်ပါရခင်ဗျာဒီမှာဇော်ဖိုးကအဲ့ဒီရောက်ရှိနေတဲ့နေရာကနေဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တက်ဝေးဖာပေးကြပါဦးခင်ဗျာအလုံးကိုလည်းကောင်းစံတည်းဌာနမှာထူပဲကျေးဇူးတင်ရှိပါရခင်ဗျာ မင်းတို့ပြောတော့ငါက PDF လို့တော့ပြောတယ်ဒါပေမဲ့ PDF တွေကိုတုတ်တင်ခြေမုံနေတယ်ဒီမှာမြင်းကြံကနော်နိုင်ငံနဲ့လူမျိုးအတွက်တက်မတော်အတွက်အထောက်ပံ့ဖြစ်စေတယ်မတိတာယူမုံနဲ့ငါလည်းနှစ်ယောက်တူရှိနေတယ်နော်ဒါပေမဲ့ဒါကပေါ့ကိုတော်ကနော်မတိတာယူမုံပေါ်မှာအဲဒီပြည်သူစစ်တွေအဲအတွက်နော်လူတန်းမှုလေးတစ်ခုကိုငါလာပြီးတော့မှဟိုနဝကမလုတ်ပြီးတဲ့သဘောပဲပေါ့နော်လမ်းလမ်းကြောင်းပေါ်မှာအနေထားရငါသွားရဲ့လို့ငါလာလာဒီမှာကြည့်လိုက်တာမတိတာယူမုံနဲ့မြင်းကြံဘလောက်လာတယ် နော်အဲ့တော့ကြတော့လူဆိုတာကကိုယ်သမိုင်းကိုရေးတာကောင်းပါတယ်နော်ဘယ်သူသမိုင်းမှရေးတာမကောင်းဘူးနော်အဲ့တော့ကြတော့နိုင်ငံရဲ့လူမျိုးအတွက်တက်မတော်အတွက်အထောက်ပံ့ဖြစ်စေတဲ့ဓမ္မကြီးကူမောင်နှမတွေစုံနေတာဖြစ်တယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ရောက်ပြီကိုဖုံးနဲ့195တက်ကိုတိုက်မယ်လို့ကြားနေတယ်တဲ့ကိုဂရိဘက်ကနေညီနောင်မာနဲ့ KNU နဲ့ PDF 9000လောက်စုနေကြတယ်လို့ကြားတယ်တဲ့နော်နောက်တစ်ခါတော့မြင်းကြံဖိုက်တာပေါ့နော်မြင်းကြံဖိုက်တာဟိုပါပေါ့ပြည်သူစစ် နော်မြင်းကြံတောင်တောင်ကြားရှိတဲ့နမ်းမြင့်တောင်နမ်းမြင့်တောင်ကြားတဲ့နမ်းမြင့်တောင်ကြားတဲ့၅ရက်တာတိုက်ပွဲအတွင်းရန်သူဘက်မှ15ရောက်သေးဆုံး30ဦးထိခိုက်ဒဏ်ရာပြီးရန်သူများအထိနာဆုတ်ခွာသွားတယ်တဲ့26ရက်လ2025ရက်နေ့မှာစ၍ရန်သူဘက်မှဒရုန်းဘုံအလုံးရနဲ့ချီတိုက်ခိုက်ခဲ့တော်လေတဲ့မြင်းကြံမြို့တွင်တဲ့စီမံကုတ်ကဲနေသောတပ်မတော်အရာရှိနှင့်မြင်းကြံပြည်သူစစ်များ၏တဲ့စီလုံးမှုကြောင့်တဲ့မိမိဘက်မှထိခိုက်ဒဏ်ရာမရှိဘဲရန်သူများကိုတဲ့ကြမ်းကြမ်းခိုင်ရင်ဆိုင်ပြီးအောင်မြင်မှုရရှိခဲ့ပါတယ်တဲ့ 30ရက်လေးလ2025ရက်နေ့နနက်9:00နာရီအချိန်တွင်နဲ့ရန်သူဘက်မှ6လက်6လက်ပေါ့နော်ဒရုန်း6လက်နှစ်စင်းတက်လာပြီးတဲ့မိမိဘက်မှဒရုန်းနှစ်စင်းပြက်ကြအောင်ဆွဲချနိုင်ခဲ့ပြီးတဲ့ဒဇင်းပြောက်ဆုံးဒဇင်းရှာဖွေသိမ့်ပတ်ရရှိခဲ့ပါတယ်တဲ့မြင်းညံနေနဲ့နမ်းမြင့်တောင်သွားလမ်းပိုင်းတွင်နဲ့လမ်းများဖြည့်ဆည်းထားပြီးတို့နေရာများနဲ့လမ်းပေါ်တွင်နဲ့လမ်းပိတ်ဆို့ထားသောတစ်ပင်များအရှင်းနှင်းပြည်စည်းခဲ့ပါသည်တဲ့ရန်သူများဘက်မှတဲ့နမ်းမြင့်တောင်တိုးဂိတ်နမ်းမြင့်တောင်တိုးဂိတ်အားတဲ့သူတို့ရရှိထားပြီးဖြစ်ကြောင်းအား ဆိုရှယ်မီဒီယာများမှာဝါဒဖြန့်ရေးသားနေပြီတဲ့မိမိတို့ပြည်သူစစ်ဘက်မှာလည်းငင်းညံ့မျိုးမပြောနေတဲ့နမ်းမြင့်တောင်ကြားစခန်းမှာတပွားအောင်ဆုတ်ခွာနိုင်ဆုတ်ခွာမီမဟုတ်ကြောင်းပေါ့နော်ငင်းညံ့တောင်သားနှစ်ထိုးသုံးမျိုးပေါင်းတိုက်လို့တောင်းနဲ့နမ်းမြင့်တောင်ဂိတ်ကိုမရတာငင်းညံ့ကိုတိမ့်ဖို့စိတ်ကူးတော်မရင်နဲ့လို့ပြောပါတယ်ပေါ့နော်ဒီဟိုပါပေါ့ဒီဟိုပါပြည်သူစစ်ပေါ့ပြည်သူစစ်ဆိုတာကျွန်တော်တို့ဒီဟာဒီငင်းညံ့မှာတော့အစွာဆုံးပြည်သူစစ်ကဟိုပါပေါ့ ဒီအစွာဆုံးပြည်သူစစ်မော်ပြည်သူစစ်ကလည်းသူ့အောက်မှာပဲရှိတာကိုမတိယာယူမပေါ့နော်မတိယာယူမကနော်မိမသားဒီလိုအမျိုးသမီးတွေကျွန်တော်တို့တိုင်းပြည်မှာပရာဟိတာမှာဆိုရင်ကျွန်တော်တို့ကြည့်နေတယ်မက်ခိုင်နင်းဝေပေါ့နော်မက်ခိုင်နင်းဝေပေါ့မက်ခိုင်နင်းဝေအဲပြီးလို့ရှိရင်နောက်တော့ဟိုဟာတယောက်ဒီကလေးမလည်းတော်ပါလေသူကတော့ဟိုအဆိုလိုလားတယောက်ဆောင်လားအဲ့လိုတော့ကျွန်တော်တို့မသိဘူး line ပေါ်မှာတော့တွေ့နေတာပဲပေါ့နော်အဓိကကျွန်တော်သူ့ကိုမြင်နေတာကတော့ဆယ်လီဖြူဖြူတွေးပေါ့နော်ဖြူဖြူတွေးဒီငလင်ဘေးမှာလည်းသူလုံးဝအတက်တရောနဲ့သူလှုပ်ရှားတယ် သူ့လို့သူလို့တယ်အဲနောက်တစ်ခုကပုတုပေါ့ပုတုဆိုတဲ့တယောက်ရှိတယ်နော်တိုင်းပြည်မှာဒီလိုလူတွေဒီလိုလူတွေရုံရင်းစိတ်ပုံစံကိုကြည့်ရနဲ့တည်ရပါတော့တခြားသောပရိဒအညီကောင်မောင်နှမကြီးလည်းရှိမှာပါအဲဟိုနာမည်တွေကြံခဲ့ရင်လည်းနားလည်ပြီးပါကျွန်တော်ကတော့ဟိုပေါ့နော်ဟိုပုံမှန်လေးလေးပြောမယ်ဆိုရင်ဖုံးကြည့်ပြီဆိုတာနဲ့ကျွန်တော်ကကျွန်တော်ဒီစီးသတင်းအချက်အလက်ကိုကျွန်တော်ကြည့်တယ်အပေါ်ပို့ရမယ့်သတင်းကိုကျွန်တော်ပို့တယ်အဲအောက်မှာကျွန်တော်လည်းနှိစက်ရလလန်းမိတဲ့တဝက်ဆိုရင်ကျွန်တော်အောက်ကဟာကိုဖြန့်ကျက်ပြီးတယ် နော်အပေါ်ပို့ရမယ့်အရာဆိုရင်ကျွန်တော်နေရာ၃နေရာလောက်ကိုတောင်းလျှောက်ဒါရိုက်အပေါ်ကြီးရအောင်ကျွန်တော်ပို့ပေးတယ်အဲ့တော့တော့ကျွန်တော်ဟိုလေ့လာမှုအားနည်းတယ်ပေါ့တိုင်းပြည်မှာဘယ်သူကဘယ်လိုပါညောင်ဒါပေမဲ့အဲ့လိုတစ်ချက်ချက်ပြလိုက်တာတော့အဲအပူတူလို့ပေါ့နော်အစဲလီထဲမှာပူတူလို့အဲ့လိုရှိတာပေါ့အဓိကတော့ပရိဒတ်မှာတော့မခိုင်နေဝေအမျိုးသားမှာဆိုတော့ကိုကြီးကိုကြီးကိုဝေလူကျော်ပေါ့နော်အဲအဲ့ထက်အပြင်စီရေးအရာမှာတတိရှိရှိနဲ့ရဲရဲဝင်းဝင်းရင်ဆိုင်ပြီးတော့ကအခုချိန်ထိမရင်မရွေးနဲ့ရှိနေတာတော့ရှိနေတာကတော့မြင်းကြံနော်မြင်းကြံကပြည်သူစစ်ခေါင်းဆောင်မတိရာယူမှုဦးဆောင်တဲ့ ပြည်သူစစ်ပေါ့နော်အဲတချို့တော့ဟိုလိုင်းပေါ်မှာနော်အမျိုးသားရေးရောင်ရောင်ဟိုပါတီရောင်ရောင်နိုင်ငံရေးရောင်ရောင်ကာဝေးဦးစီးချုပ်ကိုချစ်တဲ့ရောင်ရောင်နော်ဟိုတက်မတော်ကိုချစ်တယ်လို့တက်မတော်သားတွေကိုချစ်တယ်လို့လို့ ਨੇ စောက်ခန်းထဲမှာအောင်းနေပြီးတော့မှနော်မတိတာယူမွန်ထမိန်လောက်တောင်တန်ဖိုးမရှိတဲ့မိမတွေလည်းဒီတိုင်းပြည်မှာရှိနေသေးတယ်နော်နောက်တစ်ခုကတော့ဖန်အန်မှာဒါဖန်အန်တင်းပေါ့နော်ဖန်အန်မှာလည်း92လည်းမရှိတဲ့ပရီမီယံဒီဇယ်လည်းမရကိုဖုံးရေးတဲ့အရင်ရက်ကတည်းကကြံပြီးတော့တဲ့စီပေါ်စာကားနှစ်စီးထဲကစီတွေကိုလည်းစနေပင်ကားပေါ်က တိုင်းပြည်တွေကိုထည့်ပြီးတဲ့ဘဲဟိုသေးလဲတော့မသိဘူးတဲ့မြို့နေပြည်သူကားတော့တဲ့ကိုကားတဲ့ကိုထဲကြထဲတာကြတခါတည်းတခါထဲမှ9000 3000 3000ပေါ်တဲ့တခါတလေအဲ့လိုပြီးနေတဲ့စီဇန်ရှိဆိုင်းပုတ်တွေမှာတော့မနေ့7နာရီကနေညနေ9နာရီတာရေးထားတာတဲ့အချိန်ပြည့်မရဘူးတဲ့ဘယ်အချိန်ပြည့်မှန်းတော့မသိဘူးတဲ့စီဇန်စီဇန်အတွင်းမှာကိုဆယ်ပေကားတွေတဲ့စီဇန်အတွင်းမှာဆယ်ပေကားတွေဟောတိုင်းကြီးတွေတင်ပြီးလာဝင်နေကြတာတဲ့အောက်ဆိုင်တွေအပြင်နဲ့ ဆိုင်ပင်မှာလဲ92တလီတာကို4300တဲ့ဒီဇယ်တလီတာကို4500တကြံမကြခင်ကဆိုရင်တဲ့ဒီဇယ်က8500တဲ့92က9000ပေးရတယ်တဲ့အောက်ဆိုင်ထုတ်ရောင်းနေကြတာတဲ့ဒန်ကိုရေရေဒနာမြေရေချောစုစီဆိုင်ရေပါတဲ့နော်အဲ့ဒါအခုကတော့ကျွန်တော်ဟိုတစ်ချိန်လုံးကတော့ဒီသတင်းကတော့ကျွန်တော်တော်တော်ဝမ်းကြတယ်ပေါ့နော်ကြာခဲ့ပြီပေါ့ကျွန်တော် YouTube မှာမဟုတ်ခဲ့ရင် Facebook ကျွန်တော် Facebook သုံးတဲ့အချိန်တော့ပေါ့ကျွန်တော်အခုက Facebook ကကျွန်တော်ရေရုပ်ကိုအတန်ကိုဘန်းခံထားရတာကြာပြီကျွန်တော်လုံးဝ Facebook တက်လို့မရဘူးအဲ့တော့ဘုံဘူးကြီးကြော်စောပေါ့နော်စီဆိုင်စီဆိုင်စစ်ကြောင်းမှုပေါ့နော်ဟိုမလင်းသားပေါ့ဖောင်းမြင်ကနေပြောင်းသွားတာရာလူတို့နေတဲ့အကိုတဲ့နော်အဲ့ဘုံဘူးကြီးကြော်စောကတော့တကယ်ပေါ့နော်သူ့ရဲ့တမိုင်းအစင်လာရဲ့ဟာလေအဲကောင်းခဲ့တာပေါ့နော်ဝမ်းသာပါလေတက်မတော်မှာဒီလိုထက်မြက်တဲ့စကောင်းဆောင်နေရှိတယ်စကောင်းဆောင်နေရှိတယ်အများကြီးပေါ့နော်အများကြီးဒါပေမဲ့တချို့ကြတော့လေ သူတို့ရဲ့အမည်နာမကိုတက်ပြီးတော့អော်တာကိုမချိုက်ဘူးပေါ့နော်အပြင်ဦးလည်းမှာဆိုလို့ရှိရင်ဆက်ရုံမှုတယောက်ရှိတယ်ပေါ့အဲဆက်ရုံမှုဆိုရင်အပြင်ဆက်ရုံမှုလည်းတော့မပြောဘူးတော်တော်နော်စစ်သားစိတ်တော်တော်ပြင်းနေသူကဆက်ယုံမှုပဲဗျဆက်ယုံမှာနေလို့ရတယ်သူကသူအေးစေးနေထိုင်စားတောက်လုပ်ကင်နေလို့ရတယ်ကျွန်တော်တို့သူတို့လူလူတွေကမနေတဲ့မထိုင်တဲ့တွေပေါ့နေတဲ့မထိုင်တဲ့အဲဆက်ယုံမှုဆိုရင်နော်စီရန်စစ်မြေပြည်တိသွားပြီးတော့မှသူကိုယ်တိုင်ဝင်ပြီးတော့တိုက်နေတာရှိတယ်ပေါ့နော်ဟိုသူကစစ်သားပဲလေစစ်သားပဲစစ်သားပဲဒီရက်စီအင်းတိတ်အင်းတိတ်က၄၀နှစ်ကနေဖြစ်နေတဲ့ထင်တယ်အကိုကြီးကကျွန်တော်နဲ့နာမည်လည်းနည်းနည်းခက်စင်စင်ပေါ့အဲအကိုကြီးတွေဆိုရင် နော်ဟိုကိုကကိုကိုယ်တိုင်စက်ယုံမှုဖြစ်နေပြီမဲ့၈000လမ်းပြအနေနဲ့ပေါ့နော်အဲငါစက်ယုံမှုမှမဟုတ်ငါရသားဖြစ်တော့မှမဟုတ်ငါဒီတခါစက်သားဖြစ်ဘူးအမြဲတမ်းစက်သားဖြစ်တယ်အဲ့ဒီတော့ငါရဲ့တက်မလို့တော့ကိုငါကတစ်ဖက်တစ်လမ်းအနေငါပါဝင်မယ်ပူပေါင်းမယ်ကုညီမယ်ဆိုတော့စိတ်တက်မျိုးရှိတယ်ပြင်ဦးလင်ကစက်ယုံမှုတယောက်ရှိတယ်သူတိုက်သူကိုယ်တိုင်လည်းတိုက်နေခိုင်းနေရတယ်တွေ့ရတယ်ပေါ့နော်အဲအဲ့လိုပဲနောက်တော့သူနဲ့ပတ်သက်တဲ့အပေါင်းအသင်းပါညာကြီးလည်းရှိတယ်နော်တကယ်ချင်းဖြစ်တာပေါင်းကြတာကိုတက်မလို့သားတွေကိုရဲ့ညီနောင်စစ်တီတွေအတွက်ရှေ့တန်းမှာပေါ့နော်လိုအပ်ချက်တွေကြတော့လူဖို့တန်းဖို့ကြတော့ ။အဲမသိကြအောင်ဆောင်းတာတို့အဲအဲ့လူဘုတ်တမိုးကိစ္စပြောလို့ရှိရင်မကြားကြအောင်ဆောင်းတာတို့အဲပြီးလို့ရှိရင်ရောချသွားတာတို့ရှိရပါတော့။အဲအဲ့လိုကျွန်တော်တို့တွေလည်းတံဝေကကြီးတော်တော်ရပါတယ်။အဲလူတွေလည်းတော်တော်လေးကိုကြည်ပေါင်းရပါတယ်ပေါ့နော်။အဲလူတွေကမနာလိုစိတ်တွေနဲ့ကိုကိုယ်တိုင်လည်းအသက်ဆုံးပြီးတော့မလုပ်ကြဘူး။အဲသူများအသက်ဆုံးပြီးလုပ်နေတဲ့အရာကြတော့လေမဟုတ်တဲ့စကားအောက်တန်းစားစကားတွေပြောကြတာပေါ့နော်။အဲ့တော့ညီမကြီးအမြဲဆုံးငြိမ်းချမ်းပါလိရှေးတန်းရောက်ပြီးတော့တက်မတော်သားတွေဘေးရန်ကြီးချပြီးတော့နောက်တန်းအမိသားစုတွေနဲ့အမြဲဆုံးပြန်လေစုံစည်းနိုင်ပါစေလို့မေတ္တာကိုဆုတောင်းပေးပါရစေ။ဒီကလည်း20ရက်နဲ့9လ2025ပေါ့နော်။ ီနေ့ဒီဖိုင်ထဲမှာဗာပြောခြင်းလဲဆိုတော့ဘိုင်းရတိုက်ပြီးတော့ရင်လေးတဲ့အချက်လေးက22ချက်ရှိတယ်အဲ့ဒါတွေကနောက်တက်လာမယ့်အစိုးရတွေပြင်နိုင်ရင်ပြင်လဲကောင်းတယ်အခုလက်ရှိအစိုးရလည်းပြင်နိုင်ရင်ကောင်းတယ်နော်အဲ့ဒါလေးရှိနေတယ်များအဲ့ဒါလေးအခက်ခဲတွေဟာတိုင်းပြည်ရဲ့အခက်ခဲတွေပဲဖြစ်တယ်။ဒါကျွန်တော်တိုင်းပြည်မှာပညာရေးတွေနေကြတယ်။မနေ့ကတော့ဟိုကျွန်တော်ဟိုဂျီတွဲဆောင်ွဲမှာပြောတော့တဲ့ဆရာမပြောတဲ့ဟာမျိုးပေါ့ဂုံသိခါရှိတယ်ဆိုတဲ့စကားတရက်ကိုကျွန်တော်ရင်ထဲမှာရောက်နေပြီးတော့ကျွန်တော်ရဲ့ဟာလေးကျွန်တော်နှစ်ဆက်နဲ့နှစ်ချက်ကိုကျွန်တော်ထုတ်လုပ်ပြီးပြောပြပေးမှာဖြစ်တယ်နော်။ကျွန်တော်တိုင်းပြည်မှာပညာရေးတွေနေကြတယ်။ကောင်းကောင်းစာသင်ဖို့စိတ်ကူးမရှိဘူး။ကြိုရှင်လာဖို့ပဲတိုက်တွန်းနေကြတယ်။ ကြောက်ရမှားတွေဟုတ်တယ်เนาะကျွန်တော်တို့ပညာတတ်တွေအများကြီးထွက်တဲ့ပြည်တွင်းမှာလည်းကျွန်တော်တို့အသုံးမချနိုင်ကြဘူးအဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့စိုးချိုးတွေညံ့အောင်တွေညားတယ်လျှက်စစ်မီတွေထုတ်တယ်ပြည်သူတွေအပြေဝမရကြဘူးเนาะ၄နိုင်လောက်ရဖို့၂နိုင်လောက်ရဖို့ကိုဒါဖျားတနေရတယ်ကျွန်တော်တို့ဆူတောင်းနေရတယ်ကျွန်တော်တို့တိုင်းပြည်မှာပြင်ရမယ့်အချက်တွေစံစားပါးတွေအများကြီးထွက်တယ်ဒါမှပြည်သူတွေတော်တော်များများစာရေးသဘောဝအောင်ပြောအောင်မစားတော့နိုင်ဘူးနောက်ကတောင်းသူလည်းသမားတွေဒီစံစားပါးစိုက်ပြီးတော့မချမ်းသာကြဘူးเนาะအဲ့ဒါကပကတိတရားနောက်စင်းရလာတော့မိန်းကလေးတွေကမလုပ်လာတဲ့နိုင်ငံသားတွေထွက်တယ်ပြည်သားတွေလှုပ်တယ်အစီခံတွေလှုပ်တယ် เนาะအဲ့တော့ပြည်တွင်းမှာလည်းအလုတ်ဟိုစားဖို့တောက်ဖို့လုံလောက်တဲ့အလုတ်ရေဟိုအလုတ်ကခွန်းလမ်းနေကျွန်တော်တို့မပေးဆွဲနိုင်ကြဘူးเนาะအဲ့လိုမျိုးရှိတယ်နောက်ကြောက်တွေပေါ်တယ်ကတရတွေပေါ်တယ်ကျွန်တော်တို့လမ်းကောင်းကောင်းမခင်ထားဘူးတနေ့တစ်ခါကိုပြင်နေရတယ်အဲ့ဒီလမ်းတွေอ่ะအဲ့တော့အဲ့ဒါစီပင်ကြောင့်လားဘာကြောင့်လားတော့မပြောကျွန်တော်နိုင်ငံရဲ့အခက်အခဲတွေပဲဖြစ်တယ်เนาะနောက်တစ်ခါကျတော့တန်နေထွက်တယ်တောနိုင်ငံမှာအတချောင်းတော့ကောင်းကောင်းမလုပ်နိုင်ဘူးဒါလည်းကျွန်တော်တို့မျက်မြင်ကိုတွေ့ပဲเนาะသူများစီရပဲအစာဆုံးပဲပြီးတော့လှုပ်ဆောင်ကြတာကိုတွေ့ရတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာရပါတွေထွက်တယ်အဲ့ရပါထွက်ပြန်တော့လည်းပြန်ပြီးတော့စစ်သားကြီးတာယာတွေသူများနိုင်ငံကိုပဲသုံးတယ်ဟုတ်လား ဘာတာယာခလေးတာယာသပိန်းတာနာမှာကျွန်တော်တို့ဘက်ဘက်မှာလှုပ်ဆောင်တာလားကျွန်တော်တို့မတွေ့အောင်เนาะအဲ့လိုမျိုးလည်းရှိတယ်။နောက်တရားနာလာတွေအများကြီးထွက်တယ်အဲကုံကြောမလုံနိုင်ဘူး အဲ့တော့ဘာဖြစ်လဲကုန်ကျန်းတွေနဲ့ဟိုတခိုးဈေးတွေနဲ့ဆုပ်ပြတ်တတ်တဲ့ဈေးတွေနဲ့ရောင်းစားတယ်ဒါနိုင်ငံရဲ့တိုးတက်မှုတွေဒါရုပ်ရော့လာတာတော်တော်ကြီးကိုကျွန်တော်တို့ကြားပြီနော်တင်းစားတဲ့ရတနာပစ္စည်းတွေအများကြီးထွက်ပေးထွက်တယ်ကျွန်တော်နိုင်ငံမှာဒါလှပအောင်တရားမှပြည်သူပြည်သားတွေမစင်မြန်းရဘူးဒါပဲတွေရောက်ကုန်လဲတော့မပြောတော့ပါဘူးနော်ပင်နယ်တွေလည်းရှိတယ်ကျွန်တော်ပင်နယ်စားတွေဝအောင်တခါအောင်စားဘူးဟာလားပင်နယ်စားတွေဆိုလည်းဈေးထဲမှာတောင်းဝယ်ဈေးတိတိနဲ့ဝယ်ပြီးစားတယ်ကျွန်တော်နိုင်ငံမှာပင်နယ်တွေရှိတယ်ပင်နယ်စားလည်းကောင်းကောင်းကျွန်တော်တို့တွေကမစားတော့ရနော်ဒါကျွန်တော်နိုင်ငံအခက်အခဲတွေပြပြတာ ပြီးတော့နေမကောင်းဘူးမကျမ်းမာတဲ့သူတွေရှိတယ်အဲ့မကျမ်းမာတဲ့သူတွေတော့ကျောပြည်ထဲမှာကောင်းကောင်းကန်ကန်ကုပေးနိုင်တာမကုပေးနိုင်ဘူးပညာတတ်တွေအကုန်လုံးနိုင်ငံသားထွက်ကုန်ကြတယ်နိုင်ငံသားမှာပဲတွားကုကြတယ်ပြီးတော့အကောင်းဆုံးဘာသာရက်တွေကိုလည်းအဲအကောင်းဆုံးကျွန်တော်တို့ဒီဘယ်လိုပြောရမလဲဆိုတော့ဗျာကဘာမှာကဘာမှာကျွန်တော်တို့မြန်မာနိုင်ငံမှာကဘာမှာကျွန်တော်မြန်မာနိုင်ငံကိုကိုယ်ကတည်းဘာသာတရားရှိတယ်နော်အကောင်းဆုံးဘာသာတရားရှိပြန်တော့လည်းကျွန်တော်တို့အေးချမ်းအောင်မလုပ်ဆောင်နိုင်ဘူးနော်အဲ့လိုမျိုးတွေရှိတယ်အဲ့နောက်တစ်ခုပါပြောမလို့ဆိုအမှန်တရားရှိတယ်အမှန်တရားရှိတာကိုပြောပြတော့လေပြီးတော့အဲ့ဒီယာတုနဲ့မန်မာနာနဲ့ ဖိနှိပ်ထားတယ်အမှန်တရားတွေအကုန်ပျောက်ကွယ်တယ်ယာတုနဲ့မမနာနဲ့အုပ်ချုပ်တယ်အမှန်တရားတွေပျောက်ကွယ်တယ်နော်ယာတုတို့တွေကောင်းတယ်ယာတုတို့ကောင်းတယ်စိုက်ပျိုးရေးတွေဟိုးအောက်ဆုံးအဆင့်မှာရှိတယ်နှွေမိုးဆောင်ယာတုတို့တားကောင်းတယ်ကျောင်းနိုင်ငံဒါပဲကျောင်းနိုင်ငံထွက်တဲ့စိုက်ပျိုးရေးအတိနဲ့အစားတောက်ကမှသာအောက်ဆုံးအဆင့်ရှိတယ်နောက်ဆုံးနီးစက်တဲ့နိုင်ငံတွေကိုရောင်းရင်အောက်ကျခံပြီးရောင်းဟာညနေကျောင်းတင်းတင်းရောင်းလို့မရနော်နောက်တစ်ခါဝင်းကြီးဌာနအများစုကအကျင့်ပြတ်ခြားစားမှုတွေရှိတယ်သို့တော်လည်းပဲအရေးယူမှုမရှိဘူးပို့ဆိုးလာတယ်အထူးသဖြင့်ရက်ွက်တွေရက်ွက်တွေမှာအိမ်တွေစောက်ကြတယ် ဟလာဘာနဲ့ပေါင်းလဲယာယီမှုနဲ့ပေါင်းလဲဥက္ကဋ္ဌနဲ့ပေါင်းလဲအဲပြီးတယ်ပြီးတော့မျိုးနဲ့စီပင်နဲ့ပေါင်းလဲအိုးအိနဲ့ပေါင်းလဲအဲ့မှာတွေခွဲဝေပြီးယူကြတယ်ဒါနိုင်ငံတော်အတွက်ဘတ်ဂျက်တွေအစင်တန်းတွေမရောက်လာဘူးဒါတွေကအနည်းနောက်မှရှိတဲ့တက်တွေပဲပြီးတော့ကျွန်တော်ကျွန်းနေထွက်တယ်ကျွန်းတကားတစ်ချက်တည်းဘုရောအမလမ်းမှာရှိတဲ့ဂိတ်တွေကိုပတ်ဆက်ပေးမှကိုယ့်စီကိုကျွန်းတကားတစ်ချက်ရောက်ဖို့အတွက်ကတော်တော်ခက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 ်တည်ရတယ်ဒါကိုနိုင်ငံထဲမှာထွက်နေတဲ့ပြည်စီတော်ကိုလေတုံးဆွဲဖို့ပါအဲ့လောက်လေးအခက်အခဲတွေဖြစ်လာတယ်ပြည်သူတွေရဲ့ဒုက္ခတွေကနောက်လူလူရဲ့အများဆုံးကျွန်တော်နိုင်ငံကလူရဲ့အများဆုံးရှိတဲ့နိုင်ငံကြီးနှစ်နိုင်ငံနဲ့ဆက်ဆက်နေတယ် ဒါပေမဲ့အဲ့နိုင်ငံကြီးနဲ့နိုင်ငံနဲ့ဆက်ဆက်နေတာအဲ့နိုင်ငံကြီးနဲ့နိုင်ငံကလည်းကျွန်တော်ပုံကြောတွေပုံပြီးတော့မရောစားနိုင်ရင်ကုန်ကျန်းတွေကိုလက်အုပ်ချပြီးတောက်ပုတ်ပေးနေရတယ်။အဲ့ဒါလည်းနောက်ကိစ္စဆက်ဆက်လုပ်ရမယ်အစိုးရတွေပေါ့နော်။နောက်ကအမားတွေများနေတာကိုတွေ့တယ်ကျွန်တော်တို့လူတွေကထောက်ပြတယ်။အဲအဲ့မှာပါပဲမပြင်ဆင်မနဲ့ထောင်ချတယ်အစိုးရတွေက။အဲ့လိုမျိုးတွေလည်းရှိတယ်။နောက်တဒါကျွန်တော်မပြောချင်မနဲ့ပြောရအောင်ပါပါ။နော်။အဲကျူးကျော်မှုတွေများလာတယ်။တိုင်းပြည်မှာခြံစည်းကိုကောင်းကောင်းမရှိဘူး။တမနော်မှာဆိုပြန်ရင်လည်းစစ်တီအင်အား3သိန်းနဲ့5သိန်းသားမှရှိတယ်အကျန်းဖက်တွေကိုကောင်းကောင်းမနိုင်နိုင်နိုင်သေးဘူး နော်ကျွန်တော်တို့နိုင်ငံလိုအပ်ချက်လေးတွေကိုဒါကျွန်တော်ပြောပြတာအဲဒါနောက်တစ်ခါကျတော့အုပ်ချုပ်ရေးပညာကိုသူတို့ကောင်းကောင်းမသိထားဘူးရကွက်အုတ်ချွေးမှုရအုတ်ချွေးပညာဆိုတဲ့နေရာကိုလည်းကောင်းကောင်းနိုင်ငံတော်ဆင့်နဲ့မသိမိဘူးအုတ်ချွေးရပညာကိုလည်းကောင်းကောင်းမသိနိုင်ဘူးဘာဖြစ်လဲရကွက်မှာကျရင်အုတ်ချွေးမှုတွေကဘာနဲ့တင်လဲဆိုတော့အဲအာနာနဲ့အာနာပြအုတ်ချုပ်တဲ့အဆင့်နဲ့ပဲတိုင်းပြည်မှာသွားတယ်အဲ့ဒါတွေကတိုင်းပြည်အခက်ခဲတွေမျက်နှာကိုတွေအများကြီးကနောက်ဒီမိုကရေစီခေါင်းဆောင်လို့ပြောတဲ့သူကြားပြန်တော့လည်းဘာဖြစ်လဲအာနာနဲ့အုတ်ချုပ်တယ်နော်တိုင်းပြည်အနာဂတ်ကတော့ဘာရင်လေးပါလဲလို့ပြောတယ်မှမိရလည်းပြတ်သွားပြီအားလုံးကြားမှာပါသေးနော် စက်ပြောချက်ပဲမှမိပြတ်သွားပါပြီဗျာဒါနမူနာလေးပါတိုင်းပြည်ရဲ့နောက်တက်လာမယ့်အစိုးရလေးတွေပဲဒါတွေမျိုးအချက်နဲ့ဆက်နေချက်ကိုပြင်ဆင်နိုင်မှာဆိုတော့တိုင်းပြည်တွန်းတက်တရားဟောပြောမယ်လို့ပိုင်းနေပါလေဗျာအားလုံးကျေးဇူးပါပါစေအခုပကိုးတိုင်းမင်းလာမှာပွဲကားနေတယ်အခုပွဲကားနေတယ်အဲနေမီတွေရှင်းနေတယ်ထိုးစစ်တွေဝင်နေတာရှိတယ်နော်နောက်ဗမောဗမောမှာဗိတ်တူတာတတိယရနာစီပဲလေမင်းအောင်ဆိုလို့ရှင်းတာဗိတ်တူတာတိုက်ပွဲတွေရတော့အဲ့ဘက်မှာတော်တော်ပြင်းထန်တယ်ဗျာတော်တော်ပြင်းထန်တယ် အဲတတိယမှာစီကတော့မီးလောင်ကအခုချိန်လောင်နေတော့မနေရတဲ့လောင်တာဒီနေ့ဒီလောင်နေတော့ဘေးကနေဘလို့ဒီလောင်ဝင်လဲတော့မသိအဲ့မှာမင်းကြောင်ကုန်းတို့ကချင်စုတို့ပေစင်ကုန်းတို့အင်းတဲ့အဲဆက်တို့အကုန်လုံးဒါမီးဒီလောင်ပြီးပြားလေးကြာအကုန်ဆုပ်ပြတ်တက်ကုန်ပြီအဲ့ဒီပမောကလည်းပဲသူတို့ကလည်းမရရအောင်ဒီစကခါနဆက်တဲ့ပေါ့အဲ့ဒါရဲ့ခလာ၄၈ခွန်ရောသူအသေးတံမဲပေးပြီးတော့တိုက်တယ်အသေးတံမဲတဲ့တိုက်တော့ဘာဖြစ်လဲဆိုတော့မနေ့ကလည်းတီလိုက်တာတောက်တောက်လဲမနေ့ကလည်းတီလိုက်တာတောက်တောက်လဲဒီနေ့မနေ့အစိုးကြီးလည်းသူတို့မနေ့အစိုးကြီးကခုနိုင်၈နိုင်လောက်မထိုးခင်တော့သူတို့တော်တော်များများတည်နေကြပြီ။ ရှင်းနိုင်တော့ဒိုစီအိုက်ထိန်မှာတော်တော်ကင့်နေကြပြီနော်ပြီးတော့တပ်ဘက်ကဘာကြီးနဲ့သွားလဲဆိုတော့တပ်ဘက်ကလည်း drone တွေနဲ့လက်နက်ကြီးတွေနဲ့ပစ်ကူတွေလည်းတော်တော်ကောင်းတယ်ဗျမင်းကလည်းတော်တော်ကောင်းတယ်အခုအခုမနေ့ပိုင်းနဲ့အခုကျွန်တော်ပြောနေချိန်မှာလည်းတော်တော်ကောင်းတယ်ဒါကြောင့်ဒီ line ပြီးတော့တော့ပွဲအဲ့မှာပွဲကားနေကြတယ်တနက်တန်နေကြတယ် line ပြောတာအဲ့လိုမျိုးတော့ရှိတယ်တချို့ကလည်းကျွန်တော်ချက်တယ်ဗျကျွန်တော်ချက်တယ်ကျွန်တော်ကဘာလို့ပြောလဲလက်ရှိတိုက်ပွဲမှာဖြစ်နေတာလေးဒါလေးပဲရှင်းပြတာရှိတယ်ပြောပြတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့တုံးသားစီတုံးသားစီမရှိမဲ့တက်တော်ကြီးတို့အောင်မြင်နေကြတယ်။တက်တော်ကြီးအဓိကကတော့တက်တော်နိုင်မှလည်းကျွန်တော်တို့တိုင်းပြည်အေးချမ်းမှာဖြစ်မှာဘူးနော်။သူဗ မောဗမောမြေကြီးနားဘက်ကိုလည်းသူမနေ့ကဒေရင်ဘက်ကိုလေခွဲဘက်ကိုသူဟိုနေ့က drop ဘုံနေနဲ့ပြတဲ့အချိန်မှာမြေကြီးနားဒီပမကအနေကမှဝိုင်းမောဘက်ကိုလက်နက်ကြီးနဲ့ပြစ်ကူပြီးတောင်းလျှောက်ပေးတာတောင်းလျှောက်ပေးတာဒီကောင်းလေးဒီ short night တော့လာတဲ့ဘက်ကိုလည်းတောင်းလျှောက်ပြန်ပြစ်တာအဲ့တော့ဘယ်နေရာမဆိုဘယ်နေရာဆိုအတိုက်ခံနေရတယ်ဆိုတဲ့သဘောပေါ့ကွာနောက်အဲ့အဲ့လေးတော့ပြောကြတယ်နေရာတိုင်းလို့လို့လိုက်တိုက်နေကိုကသွားပြီးခြေရာတော့မရှိသေးဘူးကွာအဲ့အလေးကတော့ပြောမယ်။ဒါပေမဲ့လာတိုက်တဲ့ဆိုတဲ့နေရာမှာလဲတောင်တော်ဘက်ကအာရဲရဲရဲဝန်ပြတ်သားတဲ့ရဲဘော်တွေ အရာရှိတွေနဲ့တော့အခုကတော့တော်တော်လေးကိုကောင်းနေတဲ့အနေအထားမျိုးဖြစ်တယ်အရင်ကဆန်အခုကတော်တော်ကောင်းနေတာဖြစ်တယ်ဒီကလေးမျိုးမှာဆိုလဲကလေးမျိုးမှာဆိုလဲဒီဦးနေမမိုးကုတ်မှာဆိုလဲအခုဖိတူတာတစ်စိတ်ကုံရွာနိုင်မှာဖိအခုခုတစ်စိတ်ကုံရွာမှာဖိတူကြလိုက်တာနှလုံးအဲသူတို့အဓိကတော့သူကြောက်တူးနေတဲ့နေရာလေးဖြစ်မယ်ဗျာကြောက်တူးနေခိုးတူးနေတဲ့တင်သာတာခိုးတူးနေတဲ့နေရာလေးဖြစ်မယ်နော်အခုအဲစစ်တပ်ကမြန်မာဘက်ကကြတော့ဘာဖြစ်လဲဆိုတော့အစိုးရရဲ့ဘတ်ဂျက်ကနိုင်ငံတော်ရဲ့ဒီအခွန်အခါတွေနဲ့ပဲအစိုးရဘတ်ဂျက်ဖြစ်တာပေါ့နော် အခွန်ဟိုင်းနေပါစေအခုဟိုနေအကြမ်းဖက်တရားပါပြီလဲဆိုတကယ်ရွှေထွက်တဲ့နေရာလေးယန္နာကြောင်းမြင့်နေတာထွက်တဲ့နေရာလေးမြေရှားတက်ထူရတဲ့နေရာလေးဆိုကြောက်ဖို့တော့ကောင်းတယ်ဝါပီဘတ်လိုလိုစင်နောက်ကချင်ပြည်နယ်ဘက်မြေရှားတက်ထူထွက်တဲ့နေရာဆိုအာကြောက်စရာကြီးရတယ်ပတ်စံလေးဟိုငွေကြောက်စရာကြီးလေအဲ့တော့လက်နဲ့တရားဝယ်နိုင်တာဗောဝယ်နိုင်တော့ ဒါလိုပဲတောက်လျှောက်လုတ်တော့မှာပေါ့တောက်လျှောက်လုတ်မှာပေါ့အဲ့ဒါလည်းလက်နဲ့တော့ပဲသုံးနေလေတိုင်းပြီးတော့မသုံးတိုင်းပြီးတော့ဖွံ့ဖြိုးတိုးတက်မှုတော့သူတို့မသုံးဒီအကြမ်းဖက်တိနေမှာရှိနေတဲ့ပြည်နေနေရလည်းပဲဒါတောက်လုံနဲ့ညှိနှိုင်းပြောမှနိုင်ငံတော့လည်းမသုံးဘူးအာလက်နဲ့နဲ့ဟိုဘက်တက်လိုက်ဒီဘက်တက်လိုက်မီးရှို့လိုက်တက်လိုက်ပြစ်လိုက်တက်လိုက်နဲ့ပဲဒါတိုင်းနာတွေကတော့ရှင်းရှင်းပြောလို့ရှိရင်သူတို့တိုင်းပြည်သူတို့ပြည်နယ်အကျိုးတက်မှာပဲနဲ့သူတို့ကဟိုဖြတ်စည်းပြီးတော့ဒီဟာကိုသူအကျိုးစီးပွားအတွက်လို့ဖြစ်နေတာเนาะအာကျွန်တော်တွေ့ရတယ် အဓိကတော့သူတို့ကအရှင်းပြောလို့ရှိရင်တိုင်းနယ်လက်တွဲလိုက်မယ်ဆိုဒီတရားစာသားတွေလည်းသူတို့ပြည်နယ်တွေအကုန်လုံးနိုင်ငံကြီးကတိုးတက်ချမ်းသာမှာနိုင်ငံမှာတရားစာသားထွက်တော့စစ်ပွဲတွေနဲ့ပဲမီးရှို့ပလိုက်တာအဲ့လက်နဲ့တွေနော်စစ်ပွဲတွေနဲ့ပဲဒီပတ်စံတွေရတဲ့နိုင်ငံသားဝင်ဝင်တွေအကုန်လုံးမီးရှို့ပစ်တာစစ်ပွဲနဲ့ပဲရှို့ပစ်တာအဲ့တော့ငင်းငင်းကြီးကမညာမချင်းကတော့တိုင်းပြည်ကတော့ဘွားပြတ်နေမှာပဲစိုးနေမှာပဲနော်ကလေးမျိုးဆိုလို့ကျွန်းနန်းတို့စင်ကောင်းတို့ဂဇက်တို့မှလည်းအခုဗစ်ထုတော့တိကြိုက်တိုက်စုံမှုတွေတအားများတယ် နီးကလည်းတောက်လျှောက်ထိုးစစ်တွေနဲ့ထိုးစစ်တွေနဲ့အပြင်ကိုတောက်လျှောက်ချတော့အဲ့မှာတည်ဆုံးမှုကလည်းတော်တော်များတဲ့အနေအထားမျိုးရှိတယ်နော်ပြီးတော့ရခိုင်ဘက်ကိုရခိုင်ဘက်ကိုနည်းနည်းတတိထားမဲ့နေတာရှိတယ်နော်ရခိုင်ဘက်ကိုနည်းနည်းတတိထားမဲ့ဆိုတော့အနေအထားလေးမှာဘာကိုပြောချင်လဲဆိုတော့ကျင်အဒီအစာတွေကဟိုဘင်္ဂလားဒေ့ရှ်အော်နေနေအရောက်ဆောင်ရောအာစာဘက်ကဝင်တိုက်တာရှိတယ်အခုသူတို့ပြည်နယ်လိုချင်တာတွေအေးဒါတွေသက်စကန်းထလာပြီအဓိကတော့ဒီရခိုင်ပြည်ကိုဖြတ်မှာကအေးကထုံမျက်နှာဖြတ်ဖို့များတယ် ာလို့ तू ကလည်းဖင်ကလေးအဆက်လာပါလားတော့မသိဘူးပြ။ तू ကတော့ तू ဖြတ်ဖို့များတယ်။ तू ပထမတော့ तू ကိုအယုံသွင်းတယ်။ဒါပထမ तू ကအကုန်လုံးအယုံသွင်းလိုက်တယ်။အယုံသွင်းလိုက်ပြီးတော့ तू ကဟုတ်ပြီသူတို့အာရခနိုင်ငံတော်ဘာညာလို့လုပ်လိုက်တယ်။အခုနောက်လိုက်ကြလဲကြောက်ဘာဖြစ်တယ်လဲဆိုတော့အဲတက်ကအကုန်လုံး နောက်ဆုတ်လိုက်တဲ့မြို့နယ်တွေကများတယ်လေ၁၆မြို့နယ်မှာ၁၄မြို့နယ်လောက်နောက်ဆုတ်လိုက်တာရှိတဲ့ခါကြတော့အဲ့မှာသူတို့ကဟုတ်ပြီဆိုပြီးတော့သူတို့အာရကနိုင်ငံတော်ဘာညာဆိုအိမ်မက်နေမှန်းတကယ်လဲကြတာကြောင့်ဟိုဘက်ကဒေနာဒီဘက်ကနေပါအဒီအစာတွေကအယောင်ဆောင်ပြီးတော့အခုတော့ကစ်ပြီပေါ့ဗျာကစ်ပြီဆိုတော့ဘယ်လိုလုပ်မလဲရခိုင်ပြောင်းမလားရခိုင်ပြည်နယ်ကြီးပြောင်းမလားညမာလေးကတော့ဘယ်လိုလုပ်ပေးရမလဲဒါကတော့စဉ်းစားစရာဖြစ်လာပြီကျွန်တော်တို့ကတော့ဒါမြင်တွေ့နေရအောင်မယ်เนาะမြင်တွေ့နေမှာရခိုင်တိုင်းရင်းသားတိုင်းရင်းသူတွေဗမာပြည်ဘက်ကအကုန်ရောက်ချလာမယ်ထင်တယ် အကုန်ရောက်ချလာမှထင်တယ်ဘာဖြစ်လို့ဆိုတော့ဟိုကမှာကအဲတက်မလို့မှမလုံလို့ရှင်ဝင်ပြီးတော့မှအဲတေချာထိရောက်ရောက်လှုပ်ဆောင်မှုမရှိလို့ရှင်တော့သွားပြီအဲ့နာမှာဟိုနောက်တစ်ခုဟိုဘာလဲ drop bone နေမနေရတော့ဆိုဒီခမောင်းတော့ရမှာထူတာထူတာတော်တော်ထူတယ်အရိကသုံးလောင်းယုံနေထူတယ်အဲ့လိုမျိုးမနေရတော့တော်တော်ထူတယ်နောက်အဲ့အားလေးနဲ့ပတ်သက်လို့ဟို ရခိုင်ဘက်ကအရေးဒီနဲ့ပတ်သက်လို့နည်းနည်းတစ်ချက်ပြောမှာ AI တန်းတော့အူ AC ဖြစ်နေတယ် AI တန်းတော့လောလောဆယ် AC ဖြစ်နေရခိုင်ပြည်ကတော့မကြပါဘူးဗျာမကြောက်ဘယ်ဘလို့ပိုင်နဲ့တွေနဲ့ဘလို့တွေပြဿနာတွေကြီးအောင်လဲဆိုတာကျွန်တော်တို့ဆက်လက်ဆောင်ကြရမယ်နေသားကြီးညီမတွေကတော့အမှန်ကန်တော့ဗျာတွေးကြည့်တယ်တွေးကြည့်တယ်ဆိုပေမဲ့အခုက AI ရဲ့လှုပ်ဆောင်ချက်ကြောင့်เนาะမြန်မာကတောင်တော်သားဆို level ဖြတ်လိတာကျွန်တော်မှ finding ရှိတယ် finding ရှိတယ်အဲ့ဒါအဲ့ဒါလိန်စာမဟုတ်ဘူးเนาะတကယ် တောင်းတသားကြီးလည်းမဖြတ်ခံရတာလေးတတ်တာလေးရိုက်နေဒုက္ခပေးတာကျွန်တော်ညီမရှိတယ်ကျွန်တော်ညီမရှိတယ်အိုက်တိုင်းကန် channel ဒီမှာကြိုက်တာကိုဟိုဝင်ရှာပြီးတော့ကြည့်လို့ရတယ်မယုံဘူးဆိုလို့ရှိရင်ပြောတာအဲ့တော့ကျွန်တော်ပြောချင်တာကအီတပုံတွေကတော်တော်ကိုတញ្ញန်တန်းမမမရိုင်းရိုင်းကြီးဖြစ်တာတွေ့ရတယ်အဲ့တော့တမ်းတော်အနေနဲ့ဟိုမနေ့က12တန်းဟိုရက်ကပေါ့12တန်းပြဖြည့်ခိုင်းမှုပြောတဲ့အမျိုးသမီးတယောက်ပေါ့ဗျာအဲအဲ့ဒီမျိုးသမီးတယောက်ဆိုလို့ရှိရင်အဲဟိုနေ့ပေါ့ ပညာရေးဝန်ကြီးဌာနပေါ့ဗျာတက်ပြောတယ်ဂုံတိတ်ခါရှိမယ်ပေါ့ဂုံတိတ်ခါကြည့်မှာပညာရေးအနေထားလောက်ကတော့မှဂုံတိတ်ခါလို့ပြောတောင်းတော့အနေထားရဂုံတိတ်ခါဆိုတာပြသင့်နေပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောပြမယ်ပညာရေးအေးအဲ့ဒီအမျိုးသမီးပေါ့ဗျာသူလည်းဒါညှို့မှုဒုညှို့မှုလာပါလားနေထားလိုက်ပါတော့တော့ကျွန်တော်တေချာတော့ကြည့်လိုက်သူပြောတဲ့စကားပဲနားထောင်လိုက်ကြအဲ့တော့သူကဂုံတိတ်ခါလို့ဒီကလေးတွေကဂုံတိတ်ခါပြောသူတို့လည်းဂုံတိတ်ခါရှိအောင်လုပ်ရမယ်အနေထားမှာအဲအဓိကကတော့သူဘာလို့လဲကျူရှင်ကြီးပြတယ်အောင်မလေးဒါသူတို့ရဲ့ဟာတွေသူတို့ပဲတည်တယ် ဂုံတိတ်ခါရှိဖို့တော့ကိုမဆက်ကပြောနေလို့မရဘူးကျောင်းဆရာမကြီးလည်းဂုံတိတ်ခါဒီလိုဆိုကျောင်းမှာပဲတိတ်တာကြက်ကြက်လာတင်ပြီးတော့မှဒါအဲ့ရချူရှင်နေပြတယောက်ကို3000 5000တသိန်းတသိန်းတသိန်းဆယ်ကနန်းကြီးပေါက်တဲ့ဟာတွေရှိသေးတယ်နော်ခိုင်ရဒါဒါတွေမပြောသေးဘူးအဲ့တော့ဂုံတိတ်ခါရှိအောင်လုပ်မယ်ဆိုလို့ရှိရင်ပညာရေးဝန်ကြီးဌာနဂုံတိတ်ခါလို့ပြောမယ်ဆိုလို့ရှိရင်ဂုံတိတ်ခါရှိအောင်လုပ်ပါဒီရက်ဟိုချူရှင်ကျောင်းမှာကျတော့ဘာမှမသိဘူးအိမ်သားတို့မှချူရှင်ပဲဆွတ်ခေါ်နေတာတွေအဲ့ဒါလေးလည်းဂုံတိတ်ခါရှိအောင်လုပ်ဖို့ပြောတင်တယ်ဆက်နေတယ်ဒါဆိုင်ဝဲဝဲကိုတော့သူတို့ရဲ့ဟိုပြန်လဲပြီးတော့ဒီသူပတ်စလဲသူတို့ပြန်ပြီးတော့ လုတ်ပေးမဲ့အနေထားနဲ့ဆိုတော့ကျွန်တော်အနေနဲ့ပြောလို့ရှိရင်ဒီကြီတွဲလေးတွေပြဖြစ်သိနေလို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုနေ့မှာ shortcut ကီးလေးပေါ့သူတို့တကယ်လိုအပ်တာလေးတွေတင်ကြားမဲ့ဟာလေးတွေကိုဒါတကယ်ပါမောက်ခတွေကလာပြီးတင်ကြားပေးမယ်ဆိုတော့ဘာပဲပြောပြောအဲအရေးသိမြင်မှာပေါ့နော်ဒါအတတ်သိပညာတက်မဲ့သိမဲ့ပညာတွေများလာမှာပေါ့ပထမကသူအဲ့လိုမျိုးပြောတာမဟုတ်ဘူးဆောင်ဝက်ဖြစ်ဖို့ပဲပြောတာနောက်ကြတော့မှသူလုံဆောင်ဝင်ဆောင်မှုပေးမဲ့ဟာတွေပြောလာတော့ဒါပြောလာတဲ့အနေထားရဆိုတော့ဒါအားရတယ် အတန်းနိုင်ပါဗျာကျွန်တော်တို့နိုင်ငံလည်းအကြဘက်တွေရှိနေတော့အကြဘက်မနေနေနိုင်တယ်ဗျာကာလာပတ်တော့ဒီဒုက္ခဒီဝေကြွေးတွေခံအောင်ပါဗော။ဒီဒီနေရာမှာအကြဘက်တွေနေရာမှာရောက်ရှိနေတဲ့ဆန္ဒတန်းကလေးတွေတော့ကတော့ရင်ထဲမကောင်းပါဘူးဗျာ။အဲ့ဒါလေးပဲပြောချင်ပါတယ်ရင်ထဲမကောင်းပါဘူးတကယ်မြို့နဲ့နေတဲ့နေရာတွေကတော့ကောက်စားသွားတာနော်မြို့နဲ့နေတဲ့နေရာတွေကကောက်စားနေကြတာပဲ။အဲအဲ့ဆရာအဲ့မှာရှိတဲ့သူတွေကတော့ကြောင်းပြန်ကြဗောကြောင်းပြန်တက်ပြီးပြန်လောက်ကြဗောဒါပဲပြောလို့ပြောချင်တယ်နော်။အဲ့တော့အဲ့ဆရာမှာပြောလို့ဂုံသိခါဆိုတက်လုံးနေတဲ့ဂုံသိခါကိုပြတာတင်နေလို့ပြောချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့လေဘင်းတွေဖြတ်ခံရတာတွေရိုက်နေညှိမနှိမ့်ဆက်ခံရတာတွေဒီကျွန်တော်တို့ရခိုင်ဘက်မှာဆိုတအား ားကိုပြင်းထန်နေတာကိုတွေ့ရတယ်။အဲ့တော့ရခိုင်ကိုကျွန်တော်တို့ကတကယ်မျိုးတပ်မတော်ဘက်ကမှတကြတဲ့နာအခုကတော့မလုံဆောင်ပြောင်းမဟုတ်တနင်္ဂနွေမှမရှုံးဘူး။အခုကတော့တိုက်တိုင်းကိုနိုင်နေတယ်။တပ်မတော်လည်းလက်ရှိတိုက်တိုင်းနိုင်နေတယ်။ဒါပေမဲ့ကျွန်တော်ပြတ်သားမှုကိုဒီ တက်မတော်ဆိုတာဒါပဲလားဆိုတာပြမယ်ဂုံတိတ်ခါကိုပြတဲ့အချိန်ကိုကျွန်တော်တို့လိုချင်ပါတယ်ဗျာနော်ပြီးတော့တက်မတော်သားတွေကလည်းပဲရိခါဆောင်ွေ950နဲ့ဘဝတွေအသက်တွေကိုရင်းပြီးတိုက်နေရတာလည်းဖြစ်တဲ့အခါကျတော့ပို့ပြီးကျွန်တော်တို့အနေနဲ့စိတ်မကောင်းဘူးဗျာနော်အဲ့တော့ကျွန်တော်တို့ဂုံတိတ်ခါလည်းမြင့်စီခြင်းနဲ့အတွက်ဒါနိုင်ငံတော်ရဲ့အကြီးအကဲတွေမှာပဲဒါလုပ်ပေးနိုင်မယ်နော်ရိခါဆောင်ွေလေးတွေနဲ့သူတို့ရဲ့လိုအပ်တာလေးတွေဖြည့်ဆည်းပြီးပေါ့ဒါတိုင်းပြည်အတွက်ကိုရွရွချွတ်ချွတ်တိုက်စီခြင်းနဲ့လို့ပဲပြောချင်ပါတယ်အားလုံးကျမ်းပါပါစေဗျာလိုရာတွေပြည့်ကြပါစေနော်